MSP သူချစ်တဲ့ music ကိုနောက်ဆုံးထွက်သက်ပြီးအပြည့်အပြည့်ဝပါနော်သူလောက်သွားအဲ့တော့တော့ခုံပြီးပါတယ်အန်ရီဇီအနေနဲ့လည်းအဒီနိုရဲ့ရည်တည်ချက်နဲ့လှုပ်ဆောင်ချက်တွေကအာဖုံယူနေရမယ်ခြေနဲ့အားရမယ်လို့ထင်ပါတယ် ဒေးတန်းဖြစ်တယ်အဲ့တော့သူကတော့ငယ်သေးတယ်သို့တော့အမှုပညာလောကတွေဝင်တဲ့အချိန်မှာတော့ကျွန်တော်တို့ရွေးချယ်ကြတဲ့လမ်းကြောင်းတွေမတူကြဘူးပေါ့နော်မတူကြတဲ့အခါမှာတော့သိပြီးအမှုပညာအရာပေါင်းမလို့ဖြစ်ပေမဲ့ကျွန်တော်ရိုက်တဲ့ဇလံပထမဆုံးရိုက်တဲ့နေချမ်းလာချမ်းကမှသူတရှင်တစ်ပုတ်ပါတယ်နောက်ဆုံးကျွန်တော်လုပ်ခဲ့တဲ့အမှုပညာတောက်လျှောက်မှသူ့ရဲ့ပတ်မိုးမှုအများကြီးကျွန်တော်ရခဲ့ပါတယ်သူကျွန်တော် music တွေအများကြီးတီးပေးတယ်တချင်းတွေရေးပေးတယ်ပြီးတော့သူလည်းစုပေးတဲ့အချင်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တွဲလို့ဖြစ်တဲ့အရာတွေများစွာရှိသလို အဲဒါပေမဲ့သူအဓိကလုပ်တဲ့ဒီ metal ပေါ့ metal music ကတော့အဲကျွန်တော်တို့လုပ်တဲ့အမှုပညာနဲ့မတူဘူးပေါ့မတူဘူးသူတို့ကကျွန်တော်တို့ရဲ့ support လုံးဝမရှိဘူးအဓိကဟိုပွန့်ပွန့်လင်းလင်းစကားပြောတယ်သူတို့လုပ်ချင်တဲ့ music ကကျွန်တော်တို့ support လုပ်လို့မရဘူးဆိုတော့အဲဟိုပြောပြရတယ်နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့အမှုပညာမှာကျွန်တော်တို့ support မပါဘူးသို့တော့ကျွန်တော်ရဲ့အမှုပညာမှာသူ support အများကြီးပါခဲ့ဒါကြောင့်မလို့ကျွန်တော်မှာရင်းနှီးတဲ့ relation လေးရှိပါတယ်နောက်ဆုံးချိန်ထိကျွန်တော်ထုတ်တဲ့ဇာတ်လမ်းတွေမှာပဲဖြစ်ဖြစ်သူကကျွန်တော်တို့ music အားဖြင့်အများကြီး support ပေးခဲ့ပါတယ်ဒီအကြောင်းသတားချင်းတော့ကျွန်တော်တို့စေးုံလိုက်သွားတယ်စစကြားလာတော့ကျွန်တော်တို့က entry ပြောတဲ့စကားကြားပြီးတော့ကျွန်တော်အဖေဖုန်းဆက်တယ်အဲ့တော့ကျွန်တော်သူ့ညီကိုပေါ့နော်ဖုန်းဆက်လိုက်တော့သူကတော့သူ့ညီကတော့ Sean ကတော့ကျွန်တော်ဒီနိုဆိုးပြီလို့မပြောဘူး မဲ့သူစေးုံလိုက်သွားနေတယ်လို့ပြောတယ်ဒါမဲ့ကျွန်တော်တို့ကတည်ပြီးသားပါโอเคအဲ့တော့ဘယ်စေးုံလဲကျွန်တော်လက်လိုက်သွားခဲ့တယ်အဲ့တော့အဲတဝက်တဝက်ပေါ့နော်ညှော်လင်းချက်လည်းတဝက်ရှိတယ်ဒါပေမဲ့တဝက်လည်းမညှော်လင်းတော့ဘူးဘာလို့လဲသူရဲ့ကျမအချိန်တွေကိုကျွန်တော်တို့တည်ပါတယ်တည်တဲ့ဗီဒီယိုကလစ်တွေ့လိုက်တဲ့အချိန်မှာတော့အဲအရန်ညှော်လင်းလို့မရတော့ဘူးဆိုတော့ကျွန်တော်နားလေပါအလောက်အလောက်ဆိုလို့မရဘူးပေါ့တချင်းဆိုလို့တော့ရတယ်သူဆိုပါတယ်ဒါပေမဲ့အလောက်ထိတော့ဟိုစိတ်လှရှားလို့မရဘူး အလောက်ထိတော့ perform လုပ်လို့မရဘူးဟုတ်ကဲ့နောက်ဆုံးတင်ဒီကလေးတက်တက်တာဝန်ကျေသွားတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဂီတာတော့ကိုတက်ဆိုင်ဂီတာတော့ပေါ့သူသူချစ်တဲ့ music ကိုနောက်ဆုံးထွက်သက်ပြီးအပြည့်အပြည့်ဝပါနော်သူလုပ်သွားတယ်အဲ့တော့တော့ခုံပြီးပါတယ်ဟောအန်နီဒရီစီကတော့သူတို့အတွက်ဖခင်ဆုံးသွားပြီးတော့မှသူပဲအမေသူပဲအဖေပေါ့နော်သို့တော့အဒီနိုကအဲ့အချိန်မှာလဲအဲပြောရရင်အိမ်တော်ဦးစီးတယောက်အနေနဲ့သူမိသားစုမှာအန်ထရီရဲ့အနီးကတောက်လျှောက်ရှိပြီးနေတော့ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ Andrezi အနေနဲ့လည်းဂုဏ်ယူမယ်လို့ယုံကြည်ပါတယ် Andrezi အနေနဲ့လည်းဒီနိုးရဲ့ရည်တည်ချက်နဲ့လှုပ်ဆောင်ချက်တွေကအာဂုဏ်ယူနေရမယ်ခြေနဲ့အားရမယ်လို့ထင်ပါတယ်ပြီးတော့မှအခုဆိုရင်ညီနှစ်ယောက်ရှိတယ်သူ့ရဲ့ညီနှစ်ယောက်ရှိတယ် Sean ရှိတယ် Yuki ရှိတယ်သူတို့နှစ်ယောက်ကလည်းသူ့အမေကိုအရန်ချစ်ကြပါတယ်သူ့ကိုလည်းချစ်တယ်လို့သူတို့သူ့အမေကိုလည်းအရန်ချစ်ကြတဲ့အတွက်ဆက်လက်ပြီးတာဝန်ကြီးတဲ့သားတွေအနေနဲ့ Andrezi နားမှာရှိပြီးတော့ Andrezi ကိုနှစ်သိမ့်ရင်ပေးသွားမယ်လို့ယုံကြည် Me and my us all.